ရန်ကုန်ကအထက်မြင့်အဆောက်အုံစီမံကိန်း၁၂ခုကို အထက်မြင့်စီစီရေးကော်မတီကအထက်လျှော်ခိုင်းပေမဲ့တိုင်းဆိုရအဖွဲ့ကအထက်မြင့်ပြန်လည်ဆောက်လုပ်ခွင့်ပေးလိုက်ပါတယ်။နွေနီသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့မေလကရက်ဆိုင်ခံလာရတဲ့အထက်မြင့်အဆောက်အုံစီမံကိန်း၁၂ခုကိုတိုင်းဆိုရရဲ့ခွင့်ပြုချက်နဲ့ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အုံက ဩဂုတ်လ20ရက်နေ့ရက်စွဲနဲ့စာလုပ်ခွင့်ပြန်ပေးလိုက်တာဖြစ်ပါတယ်။အဲ့လိုပြန်ပေးလိုက်တာဟာအထက်ရှော့ခံရတဲ့လုပ်ငန်းတွေအနေနဲ့၎င်းတို့ရဲ့နှစ်နာဆုံးရှုံးမှုတွေစစ်ဆေးတဲ့အခါမှာလိုအပ်နေတဲ့အချက်လက်တွေကိုသက်ဆိုင်ရာဌာနအသီးသီးကိုတင်ပြခဲ့တဲ့အတွက်အခုလိုပြန်လဲစာလုပ်ခွင့်ရရှိတာဖြစ်တယ်လို့ဒီစီမံကိန်းဆက်နှခုမှာပါဝင်တဲ့လုပ်ငန်းရှင်တူကပြောပါတယ်။ကျွန်တော်တို့တင်ပြရတဲ့အထဲမှာတော့ကျွန်တော်တို့ဘလောက်နှစ်နာဆုံးရှုံးနေဆိုတာကိုတင်ပြရတယ်လေ။ဘလောက်နှစ်နာဆုံးနေလဲကျွန်တော်တို့ကတော့ညကြီးအဖြစ်ဘလောက်လောက်ငွေပမာဏအဖြစ်ဘလောက်လောက်နှစ်နာတယ် အဲပြီးလို့ရှိရင်အခန်းအနှခန်းကြီးကျွန်တော်ဆို33ခန်းရှိတယ်။ကျွန်တော်33ခန်းဆို33ခန်းစလုံးကျွန်တော်ရောင်းထားတယ်။ရောင်းထားတဲ့အခါမှာလည်းအပေါ်ကအထက်တွေ6လွာဖြုတ်လိုက်တော့ကျွန်တော်18ခန်းပြုတ်သွားတယ်။ကျွန်တော်တို့ကလည်းပြည်သူတွေကပြည်သူတယောက်ပါပဲလုပ်ငန်းရှင်ဖြစ်ပေမဲ့ဒီကျွန်တော်တို့ရဲ့အခက်အခဲတွေကိုဒီဒီတက်ဆိုင်ရာဖွဲ့စည်းတွေရောမီဒီယာတို့ရောကျွန်တော်တို့အကူအညီတောင်းပြီးတော့အခက်အခဲကိုတင်ပြတဲ့အခါမှာတက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကပြန်လည်ဖွဲ့ပြုပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်အထူးကျေးဇူးတင်ပါတယ်။ အခုလိုတင်ပြခဲ့တဲ့အချက်တွေထဲမှာအဓိကအားဖြင့် site ထဲမှာလောက်ကင်နေတဲ့စောက်လို့ရေးလို့တမားတွေအခန်းကျိုပိုက်ဝယ်ထားတဲ့သူတွေအပြင်အခြားနေနာဆုံးရှုံးမှုတွေများစွာလည်းပါဝင်ပါတယ်။ဒါအပြင်လုပ်ငန်းရှင်တွေအနေနဲ့ကလည်းစောက်လို့ခွင့်ရနာထားရတာကြောင့်ဘဏ်အတိုးနှုန်းတွေကိုသွင်းနေရတယ်ဆိုတဲ့အချက်တွေကြောင့်အခုလိုပြန်လည်တိစောက်ခွင့်ရရှိခဲ့တာဖြစ်တယ်လို့ contract manager တို့ကပြောပါတယ်။အဲအဲ့ဒီအချက်တွေကြောင့်ဘောနော်ကျွန်တော်တို့ကလည်းဒီကမှန်မှန်ကန်ကန်နဲ့ ကျွန်တော်တို့သတ်မှတ်ထားတဲ့စီရင်တိုင်းကျွန်တော်တို့ပြီးတော့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဆန်တို့ကျွန်တော်တို့မြေယာဘောเนาะကျွန်တော်ဒီဘက်ကကျွန်တော်ဘက်ကနေပြီးတော့အမားတွေမရှိကျွန်တော်တို့လုပ်ထားတဲ့အတွက်ပြန်လဲခွင့်ပြုပေးခဲ့လို့ကျွန်တော်ချက်ပါတယ်အခုလိုပြန်လဲဆောက်လုပ်ခွင့်ပေးလိုက်ပြင်မယ်လဲတချို့စီမံကိန်းတွေကလုပ်ငန်းဆက်လက်လက်ပတ်ဖို့အတွက်အခက်အခဲတွေရှိနေပါတယ်ဆက်ကန်ထရိုက်တာဆိုကျွန်တော်ကတအူးတည်းမဟုတ်ကျွန်တော်ကရေမီးဆိုရေမီးရှိတယ်ရေဆိုရေမီးဆိုမီး fire fighting နဲ့ fire fighting အဲပြီးသွားလို့ရှိရင် super structure ဆို super structure ဒီအယိုးတွေကြီးပဲစောက်တာ သူတို့တွေနဲ့အယောအစားတွေပေါ့သူတို့ကသူတို့ရဲ့အလုပ်သမားတွေကိုအယောက်200 300လောက်ကိုနေပြန်လွှတ်လိုက်ရတယ်နေပြန်လွှတ်လိုက်တဲ့ဈေးရိတ်စကားတွေပေါ့ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်တို့ညှိနှိုင်းရမှာရှိပါတယ်အဲ့ဒါတွေညှိနှိုင်းပြီးတော့မှကျွန်တော်အလုံးကျွန်တော်တို့စာချုပ်တွေပြန်ချုပ်ရပါမယ်အဲ့လိုတွေစာချုပ်တွေချုပ်ပြီးတော့မှအဲနောက်တစ်ချို့ customer တွေဆိုလို့ရှိရင်အဲသူတို့နဲ့ကျွန်တော်နဲ့အချင်းနောက်ကြတာကြမှာသူတို့ကိုကျွန်တော်တို့က ဟိုသူတို့အခက်ခဲမကျင့်တတ်ဘူးဆိုရင်သူတို့အခန်းထဲမှာကျွန်တော်တို့ decoration လေးတွေပြန်လုပ်ပေးရတော့အဲ့လိုမျိုးညှိနှိုင်းပြီးတော့မှကျွန်တော်လုပ်ငန်းကိုပြန်စမှာဖြစ်လို့ကြောင့်ကျွန်တော်အချိန်နှစ်ပတ်ကတလာကြအောင်ရှင်းပြခြင်းဖြစ်ပါတယ်။လက်ရှိချိန်မှာအဆောက်အုံ၁၂လုံးကိုပြန်လည်ခွင့်ပြုလိုက်ပေမဲ့လည်းမူအားဖြင့်ခွင့်ပြုထားတဲ့တခြားအဆောက်အုံ158လုံးကျန်ရှိနေပါသေးတယ်။အဲ့ဒီအဆောက်အုံတွေကိုလည်းစစ်ဆေးရမှာတင်ပြတဲ့သူတွေရဲ့အချက်လက်တွေမှန်ကန်မှုရှိမရှိနဲ့ခွင့်ပြုပေးထားတဲ့အချက်လက်တွေကိုတေချာလေးလာဆုံးဖြတ်ပြီးမှသာဆောင်ရွက်တင်တယ်လို့လုပ်ငန်းရှင်တွေကသုံးသပ်ပြောကြပါတယ်။ကျွန်မကတော့နေနေပါရှင်။